တော့ဒါ writer ကို complain တက်တဲ့ထင်မှာပါတယ်ပေါ့ပါတာပါတာပေါ့အမှုညာတက်တဲ့ဆက်လုံးဝမတက်ခဲ့ဘူးပေါ့ writer ကတက်ပါအောင်ဟုတ်တက်ပါအောင်တက်ပါအချို့ရစင်းနေမရိုက်ဘူးလို့တတိဘဝမှာတော့စင်းနေလို့မရိုက်ချင်ဘူးလို့အဲဟိုအဲ့လိုမျိုးမရှိပါဘူးတတိကစင်းများရမှာအီတာလေတတိကစရိုက်တဲရလဲတတိမင်းသမီးမဟုတ်ဘူးလေမင်းသမီးမဟုတ်ဘူး အဲနောက်ပြီးတော့ဒီဒီဇပ်ပုတ်ဆိုင်ရံနဲ့ပဲဝင်လာတယ်ဇပ်ပုတ်ဆိုင်ရံဆိုတာကအဲစကားတစ်ခုမှာလိုတဲ့နေရာလေးတွေမှာရံပေးရတာလေရံပေးရတာဆိုတော့ဒီဒီဇပ်ပုတ်ဆိုင်ရံနဲ့ပဲဝင်လာတယ်အဲဖြစ်တဲ့အတွက်ဒါတိတိအစအတည်းကဒီလိုမျိုးပဲကြာရဇက်ရုပ်ကလေးတွေမှာဒီဒီပါခွင့်ရတဲ့နေရာလေးတွေမှာပါရတဲ့အတွက်ဒီနေ့ဒီချိန်ရောက်တဲ့အခါမှာလဲကိုအစပြီးရှောက်ခဲ့တဲ့လမ်းတိုင်းပဲဒီဒီအဲ့လိုမျိုးရှောက်ခဲ့တာပါ လို့ဒါခင်မှုမို့ရေဆိုဖြစ်လာတာ။အေးဘယ်လိုပဲဖြစ်ပေါ်လဲဒါစွာနေလို့ပါမိမိရဲ့ဒီတရားစွာနေနောက်မျိုးရုပ်တွေသလို့ရှိရင်ဟိုတခါကြလဲဟိုပရိသတ်တရားပြောတယ်ဟဲ့ညားတယ်ရှော့အလုပ်ပေါ့နော်အဲမျိုးတွေပြောတယ်အဲ့ဒါပေါ့ရှော့အလုပ်ဆိုတော့ဒီဒီရှော့အလုပ်တော့ဒါပေမဲ့ဒါရိုက်တာအဲကလုတ်စီနေတာလေ ဒီနေရာမှာဒီလိုလေးလှုပ်စေခြင်းနဲ့အတွက်ဒါဒါရိုက်တာစင်းပေါ်မှာသူ့ဘယင်ပဲလေအဲသူ့ရဲ့ဆန္ဒအတိုင်းဒီဒီလှုပ်ပေးတာပါနောက်ပြီးတော့လဲဇက်ကိုဖတ်ကြည့်တဲ့အခါကျတော့ရှင်ရယ်လဲနည်းနည်းရော့ရင်ကျတော့မကောင်းတော့ဘူးလေ ဲ့ writer ကိုအဲ့လိုမျိုးကိုကနည်းနည်းလေးမပြောချင်ဘူးလားအဲဒါပရိသတ်တွေကပြောနေရပါအဲ့လိုမျိုးဆိုနည်းနည်းပြောပါဦးသမီးလေးရဲ့အဲ့လိုမျိုးမပြောပါဘူးသမီးလေးအဲ့လိုမျိုးပြောအဲဒါဟိုစီးလေးတွေရှိရယ်လေအဲစီးလေးတွေရှိတယ်ဇညုံးကဒီလို ရေးထားတယ်ဒီလိုရေးထားတာကိုဟိုဒီလိုကြီးမပြောချင်ဘူးမပြောလို့မရဘူးလားတော့ဘာလို့အဲ့လိုမျိုးလေးတချို့ complaint တွေရှိတယ် complaint တွေရှိတဲ့အခါကျတော့ဟိုဇညုံးရေးထားတဲ့ဟာနဲ့ အဲဒါရိုက်တာလိုချင်တာဒီစကားပြောမှကိုရမှာဖြစ်တဲ့အတွက်သူ complain ကကြတော့ဟို cross တွေဖြစ်ကုန်လေအဲ့လိုမျိုးဖြစ်မှာဆိုလို့ဒီဒီအဲ့လိုမျိုးတော့လဲဟိုတယ်အဲ့လိုဖြစ်မှာဆိုတာရယ်နောက်ပြီးတော့ဒီဒီအဲ့လိုမျိုးပြောတဲ့အလေးအကျင့်လည်းမရှိဘူးလေဒါ writer complaint တက်တဲ့အချိန်မှာပါရပေါ့ပါတာပေါ့အမှုညာတက်တဲ့အချိန်တော့လုံးဝမတက်ခဲ့ဘူးပေါ့ writer တက်ပါဦးတက်ပါဦးတက်ပါ